္ဂလာပါရှင်ခတိတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကြောက်ပြူတိုက်ပွဲမှာစစ်ကောင်ရှင်တပ်များစွာအထိနာနေအေအေဘက်ကအသာစီးရနေစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်ကြောက်ပြူမြို့တိုက်ပွဲမှာစစ်ကောင်ရှင်တပ်ဖွဲ့များစွာအထိနာနေပြီးအာရခတက်တော်အေအေဘက်ကအသာစီးရနေတယ်လို့ခြေရေသတင်းရင်းမြစ်များ၏အဆိုအရသိရပါတယ် လက်တလောမြင်းမြင့်ကျေးရွာမှာတိုက်ပွဲများဖြစ်ပွားနေပြီးအခိုင်အမာမြေပုံညွန့်ပြင်းမဲ့ယူထားသည့်နေရာများသို့စစ်ကောင်မရှင်တပ်သားများအယောက်အေအေကတိုက်ခွက်ပေါ်တိုက်ခိုက်ခြင်းစစ်မျိုးဆွဲပြီးတိုက်ခိုက်နေခြင်းကြောင့်စစ်ကောင်မရှင်ဘက်ကအထင်အမှားများပြနေကြောင်းဒေတာရင်းစီရင်တင်ပြကပြောပါတယ် အေကဆုံသွားပြီးအထင်းနဲ့တက်လာတဲ့စစ်ကောင်စီတပ်တွေကအေကကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းစုစည်းထားတဲ့စစ်ကောင်စီအင်အားကို ထွက်လာအောင်အေကစစ်မြူဆဲပြီးတက်ကွင်းနဲ့တက်လာတဲ့စစ်ကောင်စီတပ်သားတွေအပြစ်ခံရလို့အုံယုံတည်ကြတဲ့ပြီးတော့ဒီစစ်ကောင်စီတပ်တွေကနောက်ချန်တက်နဲ့ပြန်မပေါင်းနိုင်မင်းအတေရလဲခံနေရတယ်လို့၎င်းကပြောပါတယ် လက်ရှိမြင်းမြင့်ကျေးရွာအနီးဝန်းကျင်တပ်ဖွဲ့များပြင်ထန်နေရစစ်ကောင်မရှင်တပ်ဖက်ကစစ်ကူပေါ်နိုင်ရင်နဲ့စစ်ကြုံသွားသည့်တပ်များပြန်လည်လွတ်မြောက်လာနိုင်ရန်စစ်ကောင်မရှင်တပ်ကလေကြောင်းနာမကရေးတဲ့စခန်းမှလည်းလက်နက်ကြီးများဖြင့်တရက်ဆက်ပစ်ခတ်ခြင်းများရှိနေကြောင်း၎င်းကတစ်ဆက်သေးဆိုပါတယ်ပီကန်ဒီဂျာပိုင်းကလူမှုကွန်ရက်မှာပြန်နံလာသည့်ရုပ်သံဖိုင်အရချောင်ဖြူမျိုးနဲ့မြင်းမြင့်ကျေးရွာရှိရဲစခန်းနဲ့ကျေးရွာအနီးရေသာစခန်းတို့မှာအရခတ်တတော်အေးကယာယီတက်ဆုံသွားစဉ် ဝင်ရောက်နေရာယူထားသည့်စစ်ကောင်ပြင်သက်မှတ်တမ်းတပ်ပေါ်၌ကိုနေစဉ် AA ကတရုတ်ပြတိုက်ခိုက်မှုကြောင့်စစ်ကောင်ပြင်သက်သားဆယ်ဦးထပ်မင်းသည်ဆုံးခဲ့ကြောင်းသိရပါသည်စီဝင်တရားနဲ့နိမိတ်ထဲမှာထွက်လာပြီးသည့်အချိန်နဲ့အတင်းအာရခတ်တတော်အေးကခွန်စစ်ပုံစံလှုပ်လာပြီးမင်းအဆိုပါရေးတာစကန်ဖြစ်စဉ်ပြီးအေးအနေဖြင့်လက်နက်ကြီးတော်များဖြင့်စစ်ကောင်ပြင်တပ်ကိုပြန်လည်တိုက်ခိုက်လာသည့်အနေအထားကိုတွေ့ရပြီးရန်ပြန်နေအမျိုးဘက်ကိုစစ်ကောင်ပြင်တပ်ဘက်ကတိုက်စစ်ဆင်မလာနိုင်ရန် ကြားဖြူမျိုးနဲ့ဗဟိုချန်နယ်မျိုးကိုအခိုင်အမာခြေကုန်ယူပြီး နယ်မြေဧရိယာတစ်ခုလုံးကိုပြန်လည်သိမ်းပိုက်တဲ့ဒီအလျက်ထားကိုတွေ့ရကြောင်းစီရီယံဗိုလ်ကြီးစင်ဟောကတုံ့တက်ပါတယ်။ကြားဖြူကကျွန်တော်တို့နည်းနည်းတောင်အံ့ဩသွားတယ်။အရင်ကအာရခတတ်တော်ကအခိုင်အမာခြေကိုစကန်ကြီးကြီးမားမားယူထားတာမျိုးမရှိပဲပျောက်ကြားစစ်ပုံစံနဲ့အမက်ချွေချွေပြီးတော့တိုင်လာတော့ဒီရက်ပိုင်းမှာဆိုရင်ငါးလုံးစုကြည်ရွာအုပ်စုဒိုးတော်ကြားချွင်ဘက်မှာအာရခတတ်တော်ဘက်ကနေပြန်ပြီးသက်ဆွဲလာတယ်။ကြားဖြူမျိုးနဲ့တစ်ခုလုံးခြုံလိုက်မယ်ဆိုရင်ငါးလုံးစုကအလဲပဟုချမနေရာမှာရှိတယ်။ဒညာဝရီရဲ့စကန်နဲ့ကြားဖြူကြည်တဲ့တွေကိုအဆက်အစံမလို့ ဖန်နေအမ်းမြွနယ်ဘက်ကတာပြီးတော့ပေါင်းမဲ့အနေထားမျိုးကိုကာကွယ်လိုတဲ့သဘောမျိုးလို့ပြောရမယ်ဟု၎င်းကပြောပါတယ်စာဖြူမျိုးနယ်ကိုအာရခတတ်တော်အေးက2025ခုနှစ်ဖေဖော်ဝါရီလမှကတည်းကစ၍တိုင်လာရန်အခိုင်အမာခြေကုပ်စခန်းမထားခဲ့ပါဘူး။ဒါပေမဲ့လက်ရှိအနေအထားအရငါလုံးစုတိုင်နယ်ဘက်ကိုခြေကုပ်ယူလာခြင်းကြောင့်အေးအေးကဒူးနေတိုက်စစ်ဆင်လာနိုင်ကြောင်းဗိုလ်ကြီးစင်ဝါကမှန်းဆပြောကြားပါတယ်။စကောင်ပြင်းသည့်ကြားပြမျိုးနယ်မှာစံပြမျိုးနယ်အစတိစည်ရပြမျက်ကိုဥတီလာခြင်းရာ လက်ရှိအထိနာနေခြင်းကြောင့်၎င်းတို့ဤစည်ရည်ကြီးမှန်းချက်ပြတ်သွားသည့်အနေအထားတွေ့ရတာကြောင့်အကယ်၍စစ်ကောင်မရှင်ဘက်ကကြားဖြူမျိုးဘက်ရွေးကောက်ပွဲလုံနိုင်သွားသည့်ဆိုသည့်တိုင်ရွေးကောက်ပွဲအလွန်တန့်စစ်ပြန်စင်နိုင်ကြောင်းစည်ရည်သတင်းရင်းမြစ်ကသက်စာထားပါသည်ကျင်းနာစကံဖြစ်စဉ်ကြောင့်အညိုအသေးရှိနေသည့်စစ်ကောင်ပြင်သက်ကနိုဝင်ဘာလ16ရက်နေ့ကစ၍ကြာဖြူမျိုးနဲ့မင်းပြင်းကျွရွာဝါနက်ချိန်ကျွေးရာလိတ်တင်ကျွရာစာနေကျွရာများကိုပုံကျတိုက်ခိုက်နေခြင်းကြောင့်ဒေသခံအရဲသားများဆူလာပြုံလန့်ဆေးဝေးဆောင်နေရပါသည် အရခတ်တတော်အေးအနေဖြင့်လက်ရှိမျိုးပေါင်း15မျိုးကိုတင်ပိုင်းထိန်းချုပ်ထားနိုင်ပြီးရခိုင်ပြည်နယ်ရှိကြောက်ဖြူမျိုးနယ်အပါအဝင်ရခိုင်ပြည်မှာအဆက်ရှိ203နေရာကိုစစ်မျက်နှာဖွင့်တိုက်စစ်ဆင်နေဆဲဖြစ်၍စစ်ကောင်ပြည်တပ်နဲ့နှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေပါသေးရှင်။ဆလံပင် NUG နိုင်ငံသားရေးဝန်ကြီးနဲ့ဩစတြေးလျနိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံပြီးမြန်မာအရေးဆွေးနွေးဆက်တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်က ဩစတြေးလျနိုင်ငံကဲမာယာမှတင်ဆောင်ပြီးမြမအရေးဆွေးနွေးခဲ့ကြောင်း NUG ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ18ရက်နေ့ဩစတြေးလျနိုင်ငံကဲမာယာမှ NUG နိုင်ငံသားရေးဝန်ကြီးထော်ဆဲမအောင်နဲ့ဩစတြေးလျနိုင်ငံသားရေးဝန်ကြီးကွန်နူဆောင်အထက်လွှတ်တော်မတ်တို့နဲ့တွေ့ဆုံခဲ့ကြကြောင်းတွေ့ဆုံမှုအတွင်မြမအရေးအတွက်ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေများလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလူအချက်များနိုင်ငံဖြတ်ကျော်ရာဆွေးမှုများနှင့်ဒေတာရင်းငင်းချမ်းရေးနှင့်တည်ငြိမ်ရေးကိစ္စရပ်များပါဝင်ကြောင်းသိရပါသည်အန်ယူဂျီနိုင်ငံသားရေးဝန်ကြီးဒေါ်စဲမအောင်ကအော်စတြေးလျနိုင်ငံသားရေးဝန်ကြီးကိုမြန်မာနိုင်ငံအတွင်းဒီမိုကရေစီအရေးဆောင်ရွက်နေမှုများနှင့်တူတက်မှုများအရသားများကိုကာကွယ်ဆောင်ဆောင်ရေးဦးစားပေးကိစ္စရပ်များနှင့်လက်တွဲကြသည့်နိုင်ငံတကာအကူအညီများရှာဖွေရန်နည်းလမ်းများကိုဆင်လင်းတင်ပြခဲ့ကြောင်းသိရပါသည် ဒါအပြင်ဆဲချုပ်ရေးကိုဆက်လက်ခိုင်မအောင်လို့ဆောင်ရွက်ရည်ရွယ်သည့်စစ်တပ်၏မြစ်တီလုပ်ငန်းစဉ်မျိုးကိုမစိုးပယ်ချရန်အရေးကြီးကြောင်းအလုံးပါဝင်သည့်ဖက်ရတီမူရစီပြည်တော်စုစီသုံးဦးတည်သည့် NGO ၏လမ်းမြမြေပုံကိုလည်းရှင်းပြခဲ့ကြောင်းသိရပါသည်။ဩစတြေးလျနိုင်ငံ၏ Indo-Pacific ဒေသမှဆွဲကင်ထားသည့်ခြေကံမှုနှင့်လက်တွေ့ကြသည့်ပါဝင်သည့်ဆောင်ရွက်မှုအခန်းကဏ္ဍကို NUG ကအတိမတ်ပြုကြောင်း ။ဩစတြေးလျဆိုရာ၏ကမ္ဘာလုံးဆိုင်ရာလူအခွင့်အရေးများကိုထိန်းသိမ်းဆောင်ရှားမှုအတွက်ကျေးဇူးတင်ရှိကြောင်းဝန်ကြီးတော်ဆင်မအောင်ကပြောဆိုခဲ့ပါတယ်ရှင်။ဆလံပြီးမုံညင်းမြို့နယ်နံမမြို့မှရဲစခန်းကို KIA KPD ရဲ့ပူပေါင်းတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်မုံညင်းမြို့နယ်နံမမြို့မှရဲစခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPD ရဲ့ပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းမုံညင်းမြို့နယ်ဒေသပြည်သူများကပြောဆိုပါတယ်။ နိုဝင်ဘာလ19ရက်နေ့နနက်9:00နာရီအချိန်နာမမျိုးမြို့မရက်ကွက်စီနေမြေရစကန်ကို KIA KPDF ပူးပေါင်းတပ်များကဝန်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတနင်္ဂနွေနေ့ပါနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနမနေမြေရစကန်မှာဒေသခံရဲများအပြင်အကြမ်းမတ်စစ်တပ်နှင့် SNA ပူးပေါင်းတပ်များအခန့်စခန်းချထားသည့်နေရာဖြစ်ပြီးတိုက်ပွဲအတွင်းအကြမ်းမတ်စစ်တပ်ဘက်ကထိခိုက်တိုက်စုံမှုများရှိခဲ့ကြောင်းမိုးညစ်ဒေသခံများကပြောပါတယ် မနက်9:00နာရီလောက်မှတိုက်ပွဲဖြစ်ကြတာရဲစခန်းထဲမှာရှိတဲ့စစ်သားနဲ့ရဲတွေထိခိုက်တာများတဲ့အခုတော့ရဲစခန်းပတ်ဝန်းကျင်တစ်ခုလုံးကိုအင်အားထပ်ပစ်ထားတဲ့ပြည်သူတွေကတော့အကုန်ဆောင်နေရတယ်လို့နမမျိုးမှဒေသပြည်သူတအူးကပြောဆိုပါတယ် ရှင်တို့တိုင်ပွဲဖြစ်ပွားပြီးနောက်ရစကန်အနီတဝိုင်းမှဒေသပြည်သူများမှမန္တလေးမြို့ကျေးနားယထာတန်လန်းအနောက်ဖက်ခြမ်းသို့စစ်ပေးဆောင်လာကြပြီးမွန်ညင်းမြို့နယ်မြို့ကျေးနားမြို့သို့လည်းစစ်ပေးဆောင်နေကြသူများလည်းရှိကြောင်းနမဟိုပင်အင်တော်ချီတဝိုင်းမှာစစ်တပ်လက်အောက်ခံအစံနေစံနေပူပေါင်းတပ်များနဲ့ KIA PDF ပူပေါင်းတပ်များကြားတိုက်ပွဲများမှာကြာခဏဖြစ်ပွားနေကြောင်းသိရပါတယ်။လက်ရှိစစ်ကောင်စီတပ်နဲ့အစံနေပူပေါင်းတပ်များကအင်တော်ချီကအရှိန်ချမ်းနမနမွန် လုံးတုံမိုင်နာမမုံကိုင်းစာတီကျေးရွာများကိုထိန်းချုပ်ထားပြီးအင်းတော်ကြီးအနောက်ဖက်ခြမ်းဝေလုံးချောင်းဝညောင်မင်းစာတီကျေးရွာများကို KIA နဲ့ပူးပေါင်းတပ်များကတိမ်မိုက်ထိန်းချုပ်ထားကြောင်းသိရပါတယ်ရှင်။ဆလဘေငဇုံမြို့နယ်မှာစစ်ကြောင်းထုတ်ရန်ထွက်လာသည့်စစ်တပ်ကိုကြားဖြတ်တိုက်ခတ်မှုစစ်သား15ဦးခန့်ထိခိုက်ဒဏ်ရာရသေဆုံးပြီး PDF ရဲဘော်9ဦးကြာဆုံးဆဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မန္တလေးတိုင်းငစုံမြို့နယ်မှာစစ်ကြောင်းထိုးရန်ထွက်လာသည့်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရန်အကြမ်းမတ်စစ်တပ်ဗမာ15ဦးထိခိုက်ဒဏ်ရာရသေဆုံးပြီး PDF ရဲဘော်9ဦးကြာဆုံးကြောင်းငကနီပြောက်ကြားတပ်ဖွဲ့မြင်းချမ်းမှတာဝန်ရှိသူကပြောဆိုပါတယ် နိုဝင်ဘာလ18ရက်နေ့နနက်7:35မိနစ်အချိန်ငဇုံမြို့နယ်မြို့တာအထိုင်းရဲစခန်းမှာထဏောင်းပင်ကျေးရွာဘက်သို့စစ်ကြောင်းထိုးရန်ထွက်လာသည့်အကြမ်းမတ်စစ်ကောင်စီတပ်သားအင်အား30ခန့်ကိုတော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကျန်တိုက်နယ်သုံးနဂနီပြောင်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နယ်မြေကမဟာမိတ်တပ်ဖွဲ့များကပူးပေါင်း၍လှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ ဟာမိန်ကျဲပေါ်၅ဦးကြာဆုံးပါတယ်စစ်ခွေးတွေကသူတို့လူတွေထိခိုက်များတော့နောက်ထပ်အင်အားထပ်ဖြည့်ပြီးပြန်လာတာအဲ့ဒီအခါမှာသူတို့လူတွေကနဲ့ပြန်တည်သွားတာစစ်ခွေးတွေဘက်ကလက်နက်ခဲရဲ့တင်းစီရရှိတာမျိုးတော့အဲ့ဒီလိုမျိုးတော့မရလိုက်ဘူး နှစ်ဖက်အတွင်းမှာပြနေတဲ့အချိန်လေးချောင်းကလည်းဝေးလာတာတကြောင်သူတို့အင်အားထပ်ပြေးပြီးထပ်တိုးလာတာကြောင်ကျွန်တော်တို့နည်းနည်းနောက်ပြန်ဆုတ်ပေးတာအဲ့ဒီအချိန်သူတို့ကပြန်တည်သွားတာပါလို့ငကဏီပြကြတဖွဲငကဏီပြကြတဖွဲမြင့်ချံမှာတာဝန်ခံကိုတန်းကပြောဆိုပါတယ်အဆိုပါတိုက်ခတ်မှုကိုမြင့်ချံတိုက်နေသောငကဏီပြကြပြည်သူ့ကွယ်ရေးတဖွဲနဲ့နေပြည်တော်မဟာမိတ်တဖွဲများပူးပေါင်းရေးလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ရှင်